စီအခြေအနေလေးကတော့ခုနောက်ပိုင်းမှာတကယ်ကိုမှအကောင်ကြီးကြီးတွေပေါ့နော်ဘုံမူးကြီးအဆင့်လောက်တော့မဟုတ်ဘဲနဲ့ဒီထက်ပိုတဲ့အာယာလူတွေနဲ့ပုံပုံတွေကိုခက်စိတ်စိတ်ဖန်းစီလာနိုင်တယ်ပေါ့နော်စစ်တုံးပန်းတွေအဖြစ်ဖန်းစီလာနိုင်တဲ့တဲ့တွေကိုကျွန်တော်တို့ဆက်တိုက်ရှားနေရတာဖြစ်တယ်။နောက်တစ်ခုကဒီနေပြည်တော်ရဲ့ပုံဝင်ခြင်းပါပေါ့ကျွန်တော်တို့တော်လည်းရဲပေါ်တွေ PDF တွေဝင်ရောက်နေနိုင်တဲ့တင်းကိုလည်းကြားနေရတာဖြစ်တယ်ပေါ့နော်အဲ့တော့2025ဟာကျွန်တော်တို့တော်လည်းရဲကိုနော်ချိန်ငွေရှာဘယ်ဘက်ကိုအလေးတောင်လဲဆိုတာကိုတိတိကျကျနော်သိနိုင်မဲ့ အဲနှစ်တခုလို့ခံမှန်းမိတယ်ပေါ့အဲ့တော့ဒီနေ့ဖတ်လိုက်ရတဲ့ဒီလေးတခုရှိတယ်ဖတ်လိုက်ရတာမဟုတ်ပါဘူးကျွန်တော်ဗီဒီယိုဖိုင်ကြည့်လိုက်ရတာပါစီရီယံဘူကြီးတယောက်ပြောထားပါဘောနော်နေပြည်တော်ရဲ့ minus 10လောက်တာအကွာဝေးရှိတဲ့နေရာမှာကျွန်တော်တို့ပြည်ရဲ့ရေပေါ့လေစစ်စေးပြုတ်လောက်ကြတယ်စစ်စေးပြုတ်လောက်ကြတဲ့အချိန်ဟာလဲ3နိုင်လောက်ကြတယ်ပေါ့နော်ဒီ3နိုင်လောက်ကြတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေဒီစုံတရားလိုက်လံပစ်ခတ်တာမျိုးခုခံတာမျိုးမရှိခဲ့ဘူးတိုက်ခိုက်တာမျိုးမရှိခဲ့ဘူးဆိုတော့နေပြည်တော်ဟာသူတို့ရဲ့အသက်ဘူးဖြစ်တယ်စစ်ကောင်စီရဲ့နောက်ဆုံးဟို ဟိုလုံကြုံရေးကိုအသေးအတန်တိုးမြင့်ထားတဲ့နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်နေပြည်တော်တို့ရန်ကုန်တို့ပေါ့ရှင်တော့မန္တလေးအပါအဝင်ပေါ့နော်ဒါပေမဲ့နေပြည်တော်ကအဓိကနေပြည်ဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုနေမျိုးမျိုးမှာမိုင်းနစ်၁၀လောက်သာကွာဝေးတဲ့နေရာမှာ PDF ရဲပေါ်ကြီးတော်လိုင်းရေးတစ်ဖွဲ့ကြီးရောက်နေတာချက်ကောင်စီကမသိတာလားဒါမှမဟုတ်ဗျများနေရလားပေါ့နော်ချုပ်ချက်ကတ်နေရလားပေါ့ဘာတွေလုံးလို့ဘာတွေကန်ရမှမသိတော့တဲ့အချိန်ကန်ပြီးလက်မကန်ပြီးအချိန်မျိုးကိုဖြစ်နေတာလားဒါမှမဟုတ်သူတို့အတွင်းထဲမှာဘာတွေဖြစ်နေလဲပေါ့နော်တခုခုတော့တခုခုပဲပေါ့နော်ဒါနောက်တစ်ခုကပြည်သူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်အကြောင်းအကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဒီ မလင်လောက်ခတ်သွားတဲ့အပေါ်မှာနေပြီးတော့မှအများကြီးကြီးကြိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားတယ်။အဲ့ဒီပုံမှာလည်းဒီအလောင်းတွေကိုပေါ်ပေးတာမျိုးเนาะဒီအချိန်မီအသက်ကယ်ပေးတာမျိုးတွေနေပြီးတော့မှရှိနေတဲ့လူတွေကဒီဟိုစစ်အုပ်စုကမလုပ်ပေးခဲ့ကြဘူး။မလုပ်ပေးခဲ့ကြပဲနဲ့အဲသူတို့ဒီတခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုဒီခွက်ခေါက်တာလောက်နေသူတို့အယုံဆက်ပြီးတော့လုပ်နေကြတာဖြစ်တဲ့တော့အဲ့ဒီအထဲမှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးဟိုမှာစိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်။သတင်းတွေလည်းဖုံးထားတယ်ပေါ့။ကျွန်တော်ငကိုတွေကမှဟာလာဘောမဆိုတဲ့တစိ့ကိုချစ်ချင်တဲ့ခံယူလာတော့သူတို့အပြစ်နဲ့သူတို့လည်းသတင်းမထုတ်ရဘူးမအော်ရဲမပြောရဲကြဘူးရှင်။အဲ့လိုအနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့။ ဒီသတင်းတွေကို PDF တွေနေမြေတော်နားရောက်လာတယ်ဆိုတဲ့သတင်းတွေကိုပြည်သူစီကမရလာလေဖြစ်နိုင်ရေပေါ့နော်ဒါတော့ခံမှန်းကြည့်တာပေါ့ဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်တွေနော်ဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲပုံမှုတရအောင်ပါဝင်တက်တက်နဲ့အောင်ဖမ်းမိတယ်ဖမ်းမိတာကလည်း အာဒီတို့ရှိမှာပါလာတဲ့လက်နက်ခဲယမ်းတွေအပါအဝင်တို့ရဲ့ပစ္စည်းတွေအားလုံးဟာတော့ဖုန်းတွေလည်းအများကြီးပါတယ်လို့ပြောတယ်။အဲ့တော့အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကသိန်း1000ဝန်းကျင်လောက်ရှိတယ်လို့ပြောရပါရှင်နော်။အဲ့တော့အရှင်ဖမ်းမိတယ်ပေါ့။အဲ့ဒီအရှင်ဖမ်းမိတဲ့တည်င်းကိုစစ်ကောင်စီကဘလို့ထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ3ယောက်ကိုစစ်ကောင်စီဘက်ကနေပြီးလိုက်လံပစ်ခတ်လို့တင်သွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်။အဲ့တော့တော်လိုင်းရဲ့ဘက်ကအခွင့်အရေးတွေပြန်ပြီးထုတ်ပြန်ထားတာဒီဒီလူတွေကတို့ရဲ့လက်ထံမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်။အမှန်တမ်းမှစိတ်ဝင်စားကြလဲကောင်းတယ်။နောက်တစ်ခုက ဒီဘုံမူး၃ယောက်ဟာဘုံမူးအပောင်ဝင်တက်ကြ၂ယောက်ဒီ၃ယောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုသတင်းပေးတာကနေပြည်တော်မှာရှိနေတယ်ပြေးဒီရတင်ပေးတာဖြစ်ပါတယ်ဒီတင်ပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိတိတိယယောက်အသုံးချလိုက်နိုင်တာတွေ့ရတယ်အမှန်တမ်းအပေးယူမြရပါရှင်ဆိုတဲ့ခါကျတော့ပြည်သူရှိရတင်မရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ကြည့်တက်စားပေါ့ကိုရှင်တက်စားပေါ့တွေရှိနေတာဖြစ်တဲ့အတွက်တို့ဟာဘလို့တွေပဲစူးစမ်းနေစူးစမ်းနေတို့ရဲ့ရှုံးဝဲတွေကိုပဲကျွန်တော်တို့ကမြင်ရမှာကျွန်တော်ပြည်သူလူတို့ကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အခြေအနေမျိုးရှိရပါရှင်နော်နောက်ခုက ဟိုကျွန်တော်တို့စီရင်ရေးကိုပြန်ပြီးတုံးတက်မယ်ဆိုလို့ရှိရင်အခုချိန်မှာနော်ဟိုအရင်တော့ကလိုမျိုးဘုံမူးအဆင့်လောက်တွေမဟုတ်တော့ဘူးနေဘုံမူးအဆင့်တက်ကြီးတဲ့လူတွေပုံကိုယ်တွေကိုဒါခက်စိတ်စိတ်ဖမ်းလာဖမ်းမိတယ်ပေါ့နော်အဲ့အနေအထားမျိုးရှိတယ်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့တက်ကတော့အမတန်အားရတယ်နော်ဟိုပြည်သူတွေကိုလည်းပြောကျင်တယ်ရှင်ကျွန်မဒီမှာစကားလေးနည်းနည်းဖြတ်ပြောကျင်တာပါလေဆိုလို့ရှိရင်ကျွန်မမလေးရှားမှာရှိနေတဲ့ဟိုကပေါ့နော်ဒီကျွန်တော်ပြည်သူတွေပြောကျင်တာပေါ့ကျွန်မတို့ဒီတော်လန်ရေးအဖွဲ့တွေရဲ့ စာဝင်နေရေးဟာအရေးကြီးပါတယ်။တို့ရဲ့စာဝင်နေရေးတို့ကကျမတို့ဒီကိုယ်လဲပါဝင်တဲ့လူတွေလဲအရန်ကြီးဖိအားမဖြစ်ရအောင်အရန်ကြီးမများရအောင်တစ်နေ့တစ်ချက်မလေးရှားရင်းကြီးတစ်နေ့တစ်ချက်တလောက်ကို30နဲ့ကျမတို့ဂရုလေးဖွဲ့ရတာရှိတယ်။အဲ့ဒီကနေပြီးတော့ရားတဲ့ဒီထောက်ပံ့ငွေပေါ့ရှင်ထောက်ပံ့ငွေကရဲဘော်တွေရဲ့လက်ထဲကိုကျမတို့စားနပ်ရိက္ခာအဖြစ်နဲ့လဲသွားတယ်။ဒီယူနီဖောင်းတွေလိုအပ်ရင်လဲဝယ်ပေးတယ်နော်။ဟိုလိုရင်လိုတဲ့နေရာကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့နော်တစ်နေ့တစ်ချက်တလောက်30နဲ့ပါဝင်ခြင်းတဲ့လူများနေတယ်ကျမတို့ဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျမဒီညနေ့ဒီခါလေးကြောင်ညာပေးမယ်ပေါ့ရှင်နော်။ဆိုတဲ့အခါကျတော့ဒါလေးကတော့ကြောင်ညာဝင်တာပေါ့။ ဟိုကျမတို့ကတော်လန်ရေးကိုကုမယ်ဆိုလို့ရှိရင်ငွေပြည်သူကျမတို့ပြည်သူတွေကတော့ငွေနဲ့ပဲကုမရမယ်တခြားအရာမရှိဘူးကျမတို့အတလည်းမပေးနိုင်ဘူးလေနော်ဒါကြောင့်မလို့ကျမတို့ကရတဲ့နည်းတွေနဲ့ကုနေတာဖြစ်တယ်ပေါ့နော်ဈာထဲမှာလည်းကျမတို့ campaign တွေတိတ်တထောင် campaign တွေလုပ်ခဲ့တယ်အောင်မြင်တယ်နော်တရားရဂိုင်းလုံးမဟုတ်အောင်မှာ80ရဂိုင်းလုံးတော့အောင်မြင်တယ်နော်ဒီဈာထဲမှာလည်းပြည်သူတွေရဲ့ပံ့ပိုးမှုကလိုအပ်နေသေးတယ်အခုဆိုလို့ရှိရင်ဒါ2025မှာကြားနေရတဲ့သတင်းတွေအရဆိုရင်ရှေ့ရေးစည်းရေးအချိန်က2025မှာအမြင့်ဆုံးအခြေအနေမျိုးကိုရောက်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့က အခုအချိန်မှာပို့ပြီးတော့မှတော်လိုင်းဘက်ကိုတော်လိုင်းအဖွဲ့တွေကိုပို့ပြီးတော့မှပန့်ပိုးရမယ်အချိန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်မကဒါကြီးကိုကျွန်တော်ဝင်နေဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်နောက်တစ်ခုသတင်းရတော့ဗာလဲဆိုလို့ရှိရင်ဒီမုံရောင်ဘက်ကိုစစ်အင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့နော်ဒီနပ်ပါခါကနေပြီးတော့အာစစ်အင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့ဆိုတော့သူဒီစစ်အင်အားဖြစ်တင်းတဲ့နေရာမှာလေကားအစီးတရာလောက်ရှိတယ်လို့ဒါသတင်းရတယ်အဲ့နောက်ပြီးတော့စစ်လက်နက်ခဲရန်တွေကလည်းပြပြဆုံဆုံဟိုထည့်ပေးလိုက်တယ်လို့ဒီကသတင်းရတယ်နော်အဲ့တော့လူဝယ်ပစ္စည်းအများကြီးပေါ့ရှင်လူဝယ်ပစ္စည်းအများကြီးနဲ့နော်ဒီစစ်အင်အား ဟိုကားအစီးတရာလောင်းနေဆိုတော့အစ်ပွဲကြီးကြီးညောင်ရောက်မှာဖြစ်လာတာနဲ့ဒါကြောင့်မုံရောက်မှာရှိနေတဲ့ပြည်သူလူထုကိုသတိထားရအောင်ဒီသတင်းလေးကိုအဲဒီသတင်းကိုခေါ်ထုတ်ပြရဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီစစ်ပွဲကိုနော်အဲ့ဒီစစ်တောင်းကိုဦးစီးဦးဆောင်လုပ်တာကတော်လန်ရေးအဖွဲ့တွေကစစ်တုပ်ပန်းအဖြစ်ခါနာပြီးတော့မှပြန်လှုပ်ပေးလိုက်တဲ့စစ်တုပ်ပန်းတယောက်ဖြစ်တယ်လို့ဒါပြောထားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့စဉ်းစားဖို့ပါတော်လန်ရေးအဖွဲ့တွေရောနော်ကျွန်တော်တို့ PDF တွေရောပြောချင်တာကကျွန်တော်တို့ရန်သူကိုဖမ်းမိပြီဆိုလို့ရှိရင်မြေမြုပ်လိုက်ပါရှင်းရှင်းလေးပဲပြောတာဒါเนาะရန်သူဟာဘယ်တော့မှကိုယ်လူဖြစ်မလာဘူးဒီချိန်ထိစစ်ကောင်စီဘက်မှာမမမမရက်တည်ပြီးတော့ တေပွဲဝင်တိုက်ပွဲဝင်ပေးနေတယ်ဆိုတဲ့ကဒီလူတွေကဘယ်နည်းနဲ့မှပြည်သူဘက်ကိုမျက်နှာမူလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီစစ်တုပ်ပန်းတွေကအင်မတန်မှအန္တရာယ်များတယ်ကျွန်တော်တို့ဆီကသတင်းတွေလည်းပေါက်ကြားမှဖြစ်လို့အခုကျတော့လွတ်ပေးလိုက်တဲ့လူကပြန်တိုက်မဲ့အနေထားမှာဦးစီးရမှာဖြစ်တယ်လို့ဒါသတင်းရဆိုတဲ့ခါကျတော့ ဒီစစ်တုပ်ပန်းတွေကိုပြန်မလွတ်ပေးပါနဲ့ဒါတော့ပြောချင်တယ်နောက်ခွတော်လည်းတစ်ခွေတွေသတိထားဖို့ပါเนาะအခုစစ်ကောင်စီကလင်းရင်နဲ့ဒါသူကလင်းရင်တစ်ခုနဲ့ဒါအားကိုးပြီးတော့တိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လင်းရင်ကိုပဲသူတို့အုံပြုမှာဖြစ်တဲ့အတွက်ဒီဆက်တွေပစ္စည်းတွေဆက်တွေအထိုင်ဆက်တွေစကားပြောဆက်တွေကိုအမြန်တမ်းမှလုံခြုံရေးသတိထားဖို့လိုအပ်ပါတယ်เนาะဒီဟာတွေကို location လိုက်ပြီးတော့ဒီနေရာတွေမှာဘုံကျဲမှုအစီအစဉ်ရှိတယ်လို့ဒါတရင်အတိအကျရထားတယ်ပေါ့ရှင်ဒါကြောင့်မို့လို့ကျွန်တော်တို့တော်လည်းအခွဲတွေကိုလည်းဒါလေးတွေကိုတော့သတိပြုဖို့ ဒါပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့2025ရဲ့စည်ရေးဟာကျွန်တော်တို့ပြည်သူလူထုအတွက်ကတော့နော်အရေးတစ်ခုအပြောင်းလဲတစ်ခုကိုတိတိတသာမြင်ရမယ်အဲနှစ်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းစည်ရေးဆိုတာနောက်ဆုံးနောက်ဆုံးဒါတတိယလိုင်းလို့ခေါ်လို့ရတယ်ပေါ့တတိယသွားမယ်ဟာပေါ့နော်အဲ့တော့ဒီပုံမှာလည်းဒီအယူချင်းအနေနဲ့ကျင်ညာထားတာရှိတယ်နော်ဒီလိုနေကြိုတင်ပြင်ဆင်နားကြဖို့ကျင်ညာထားတာရှိဒါတွေကခဏခဏကျင်ညာနေရပဲပေါ့နော်အခုတကယ်ဖြစ်လာမယ့်စစ်ပွဲတွေကပို့ပြီးတော့အရင်ထပ်ပို့ပြီးတော့ပြီးမှာပဲအရင်ထပ်ပို့ပြီးတော့ပြည်စည်းဆုံးရှုံးမှုတွေများမယ်ဒါကြောင့်မို့ဒီလိုလူတွေနေအထူးတတိထားဖို့ပေါ့ရှင်နော် ်ဈေးထားကြဖို့ရှောင်ဖျားကြဖို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်တာဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတပါတယ်ယူထားဖို့ဟိုနှိုးဆော်တယ်ပေါ့ရှင်။နော်အဲ့တော့ဒီပြည်သူများအနေနဲ့ဒီပြည်ပမှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေပေါ့ရှင်။အမှန်တရားကိုမျက်နှာလေးလူများအနေနဲ့နော်တော်လှန်ရေးကိုပံ့ပိုးပေးကြပါအယုံဆိုင်ပေးကြပါတချီထပ်ပြီးတော့ယုံကြပါစို့လို့ပြောကြရင်လည်းကျွန်မဒီသတင်းလေးကိုလာပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တော်လှန်ရေးနော်ဘယ်အချိန်မှာနော်အပီးတက်မယ်ဆိုတာမသိပေမဲ့အခုချိန်မှာကြားနေရတဲ့သတင်းတွေကကျွန်တော်တို့တော့ကလုံးဝအားရစရာသတင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့နော် ပြည်သူတွေစိတ်တက်မကြပါနဲ့နော်ပြည်သူတွေစိတ်တက်မကြပါနဲ့ပြည်ပမှာရှိနေတဲ့လူတွေလည်းဒီတော်လိုင်းရုပ်ကိုပောင်းဝင်ပေးကြပါနော်ဒါကိုကျွန်မထက်ကထက်ကတောင်းဆိုပါရစေပောင်းဝင်ခြင်းနဲ့လူများကျွန်မကိုဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မဒီဗီဒီယိုဖိုင်လေးမှာတစ်ခါလေးတင်ပြလိုက်ပါချေကျေးဇူးတင်ပါတယ်